တရားမဝင်ဝင်ရောက်လာပြီးတော့ခုံလုံခွင့်လျှောက်ထားတဲ့သူတွေဟာအများအားအခြေချနေထိုင်ခွင့်ရဖို့အ ਨੇ စုံ နှစ်20ဆောင်ရမယ်ဆိုတဲ့မူဝါဒအစ်စ်ကိုဗြိတိန်နိုင်ငံကချမှတ်ခဲ့ပါတယ်။အရင်ကတော့9နှစ်ပြည့်ရင်အများရန်အခြေချနေထိုင်ခွင့်ရှောက်ထားနိုင်တာဖြစ်ပါတယ်။အာဒီအစီအစဉ်အစ်တွေကိုပြည်ထရေးဝင်ကြီးရှဘာနာမမုတ်ကလွတ်တော်မှာတင်ပြခဲ့တာဖြစ်ပြီးတော့ဒိမတ်နိုင်ငံရဲ့စနစ်ကိုပုံစံယူထားတယ်လို့ဆိုပါတယ်။ရည်ရွယ်ချက်ကတော့တရားမဝင်လာရောက်တဲ့သူတွေဗြိတိန်ကိုရွေးချယ်မှုရောကြစီဖို့နဲ့ခိုလုံခွင့်မရတဲ့ တဲ့သူတွေကိုပြန်ပြီးတော့ပို့ဆောင်ရေးပို့မှုလွဲကူစေဖို့ပဲဖြစ်ပါတယ်။ကြောင်းလဲလိုက်တဲ့စီကံတဲ့အရာပေါ့လေတရားမဟုတ်ဝဲနီလန်းနဲ့ရောက်လာတဲ့သူတွေအတွက်အမြဲတမ်းအခြေချခွင့်ရဖို့နှစ်ပေါင်း20အထိစောင့်ရတော့မှာဖြစ်ပါတယ်။ ခုလုံခွင့်အခြေအနေ refugee ဆရက်ကိုဒီအမြဲတမ်းမဟုတ်ပဲနဲ့ယာယီအနေနဲ့ပဲပြီးတော့မှာပါ။အာလပေါင်း30နှစ်နှစ်ခွဲတစ်ချိန်ပုံမှန်ပြန်လဲစစ်ဆေးသွားမှာဖြစ်ပြီးတော့နေရရင်နိုင်ငံမှာအနေရမရှိတော့ဘူးလို့ယူဆရင်ပြန်ပို့ခံရနိုင်ခြင်းရှိပါတယ်။ခုလုံခွင့်လျှောက်ထားတဲ့သူတွေကိုအိမ်ယာနဲ့ဒီအပတ်စဉ်ထောက်ပံ့ကြီးတွေပေးရမယ့်ဥပဒေနဲ့အညီလှုပ်ဆောင်ရမယ့်တာဝန်ကိုလည်းရုပ်သိမ်းလိုက်ပါတယ်။ဆိုလိုတာကတော့ ခလုံးခွင်းလျှောက်ထားတဲ့သူတွေကိုပေးနေတဲ့အကူအညီတွေကိုပေးခြင်းမှပေးတော့မယ်ဆိုတဲ့သဘောမျိုးပုံစံမျိုးပေါ့လေကြောင်းလိုက်တာပါဝင်ငွေဒါမှမဟုတ် ပိုင်ဆိုင်မှုရှိတဲ့သူတွေကိုသူတို့ရဲ့နေထိုင်စရိတ်နဲ့လုပ်ငန်းစဉ်ကုန်ကျစရိတ်တွေကိုပေးဆောင်စေဖို့အတွက် လက်ဝဲယန္တနာလိုမျိုးဒီအဖိုးတန်ပစ္စည်းတွေတင်းယူပိုင်ခွင့်ကိုလည်းအစိုးရကရရှိလာမှာဖြစ်ပါတယ်။ခိုးလုံခွင့်ရတဲ့သူတွေအနေနဲ့မိသားစုတွဲဆုံမှုအတွက်လည်းအလိုအလျောက်ခေါ်လို့ရတော့မှာမဟုတ်ပဲနဲ့အလုံနဲ့ပညာသင်ကြားရေးဗီဇာလမ်းကြောင်းကို ပြောင်းလဲနိုင်မှာပဲရှောက်ထားနိုင်တော့မှာပဲဖြစ်ပါတယ်။ တချိန်တည်းမှာပဲဗြိတိန်နိုင်ငံကပြန်ပို့တဲ့သူတွေကိုလက်မခံတဲ့နိုင်ငံတွေကလူတွေကိုတော့ဗြိတိန်ကိုဝင်ခွင့်ဗီဇာထုတ်မပေးတော့ဘူးဆိုတဲ့အကန့်အသတ်ဒီကန့်သက်ချက်ပေါ့လေတခုကိုလည်းအာချမှတ်လိုက်ပါတယ်ဒီမူဝါဒအသစ်ဟာတရားမဝင်ဝင်ရောက်လာကြတဲ့သူတွေဗီဇာတမျိုးမျိုးနဲ့ဝင်ရောက်လာပြီးမှဗြိတိန်နိုင်ငံမှာခိုလုံခွင့်တောင်းတဲ့သူတွေဒါမှမဟုတ်တခြားဥရောပနိုင်ငံတွေကနေတဆင့်ဝင်လာပြီးဗြိတိန်နိုင်ငံမှာခိုလုံခွင့်တောင်းတဲ့သူတွေ ်ပေါ်အကျုံးဝင်မှာဖြစ်ပါတယ်။ဗြိတိန်နိုင်ငံရဲ့ခွင့်ပြုချက်နဲ့ရောက်သွားတဲ့ဒုက္ခတွေရင်းနဲ့တော့သက်ဆိုင်မှာမဟုတ်ပါဘူး။